မင်္ဂလာပါရှင်။မူတော့ချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။စက်တင်ဘာလ26ရက်နေ့တွင်စင်းဝင်စားပွဲကောင်းတဲ့တရင်အကြောင်းအရာတွေကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းဒေတာကြီးမင်းကင်းမြို့နယ်မှာ NUG အဖွဲ့လက်အောက်ခံပါလာဖအဖွဲ့တာဝန်ခံတဦးကခင်မောဖြစ်သူကိုထိတ်တုံးခတ်ပြီးအမျိုးသမီးဖြစ်သူကိုအတမပြုကျင်ခြင်းအပေါ်လူမှုကွန်ရက်သုံးဆွဲသူတွေကြားမှာစင်းဝင်စားမှုမြင့်တက်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ2021ခုနှစ်က နိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းလက်နေကိုင်းပတိပက္ခတွေဖြစ်ပွားလာခဲ့တာဟာလေးနှစ်ကျော်လာပြီဖြစ်ပိုင်းအဲ့ဒီလေးနှစ်ကျော်ကာလအတွင်းမှာနိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့ NUG အဖွဲ့နဲ့၎င်းရဲ့လက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ပါသုံးလုံးအဖွဲ့တွေ PDF အဖွဲ့တွေဟာအမျိုးသမီးတွေအပေါ်အတင်းအကျပ်အတမပြုကျင့်မှုတွေဖြစ်ပွားခဲ့ပေမဲ့ NUG အဖွဲ့ကထိရောက်စွာဖြေရှင်းပေးနိုင်ခြင်းမရှိခဲ့ဘူးလို့ဝေဖန်မှုတွေလည်းမြင့်တက်လျက်ရှိနေပါတယ် NUG အဖွဲ့ဟာလက်နက်ကင်တော်လန်ရေးဘန်းပြက ရိုးသားတဲ့ပြည်သူတွေကိုမျှော်လင့်ချက်အမာပေးပြီးငွေကြေးကောက်တဲ့ရုံသာလှုပ်တဲ့အဖွဲ့အစည်းဖြစ်တယ်လို့ဝေဖန်မှုတွေလည်းမြင့်တက်နေပါတယ်။အမျိုးသမီးတွေအပေါ်အတင်းအကျပ်အတ္တမပြုကျင်းမှုတွေကို NUG အဖွဲ့ကဖြေရှင်းပေးနိုင်စွမ်းမရှိတဲ့အတွက်ပါတော်လုံးအဖွဲ့တွေ PDF အဖွဲ့ဝင်တွေရဲ့အမျိုးသမီးတွေအပေါ်လိန်ပိုင်းဆိုင်ရာအကြံဖတ်မှုတွေပုံမမြင့်တက်လာတယ်လို့အမျိုးသမီးတွေအဖွဲ့ချုပ်မြန်မာနိုင်ငံ WNB က တင်းထုတ်ပြန်ခဲ့ပူပါတယ်။ပါတော်လုံးအဖွဲ့ရီ PDF အဖွဲ့ဝင်တွေရဲ့ချင်းချောင်းရံပြုံမှုတွေကိုစိုးရိမ်နေတဲ့အတွက်အဓမ္မပြုကျင့်ခံရမှုတွေကိုနှုတ်ဆက်နေရတဲ့အမျိုးသမီးအများအပြားရှိနေတယ်လို့သိရပါတယ်။ဒီဥဒေပိုင်းထဲမှာတော့ PDF အဖွဲ့ဝင်ပါတော်လုံးအဖွဲ့ဝင်တွေကအမျိုးသမီးတွေအပေါ်ကျူးလွန်ခဲ့တဲ့အဓမ္မပြုကျင့်မှုတွေတဲကဖုံးမနိုင်ဖိမိယဖြစ်ခဲ့ရတဲ့အဓမ္မပြုကျင့်မှု၅ခုကိုကောင်းလို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးမစတင်ခင်မှာတော့မိုတော် channel ကို subscribe နဲ့ iron share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရင်မင်းကင်းမျိုးနဲ့မြောက်ချွန်းကြီးရွာမှာအခြေပြုလှူရှားနေရဲ့အကျန်းဖက်အန်ယူဂျီလက်အောက်ခံပါလာဖအဖွဲခေါင်းဆောင် အိုင်နိုင်ခေါ်သိန်းတန်စုသူကယောက်ျားဖြစ်သူကိုထိတ်တုံခတ်ပြီးမိမဖြစ်သူကိုအကြိမ်ကြိမ်မဒိန်းကျင်းနဲ့လောက်ရဟာ လူမှုကွန်ရက်သုံးဆွဲသူတွေကြားမှာစိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ပါလာဖောက်အဖွဲ့ကောင်းဆောင်အိုင်နိုင်ခေါ်သိန်းတန်ဆိုသူဟာအမျိုးသမီးကိုအတမပြုခြင်းပေါ်ရှိဝဲခြင်းနဲ့အမျိုးသမီးရဲ့ယောက်ျားဖြစ်သူကိုလိုက်မလာနိုင်အောင်ကြိုတင်အကွဲချပြီးထိတ်တုံးတဲထဲ့ထားခဲ့တယ်လို့သိရပါတယ်။ပါလာဖောက်အဖွဲ့ကောင်းဆောင်အိုင်နိုင်ဟာမြောက်ချုံရွာမှာနေထိုင်တဲ့အိမ်ောင်တဲ့အမျိုးသမီးကိုစက်တင်ဘာလ18ရက်နေ့ကတကြိမ်စက်တင်ဘာလ21ရက်နေ့ကတကြိမ် အတင်းအကျပ်အတ္တမပြုခြင်းခဲ့တယ်လို့သိရပါတယ်။အိမ်လောင်ရှိရဲ့အမျိုးသမီးကို အတ္တမပြုခြင်းခဲ့တယ်။ပါလာဖအဖွဲ့ကောင်းဆောင်အိုင်နိုင်းရဲ့လောက်ရက်ကိုဂျေးရွာသူဂျေးရွာသားတွေကမကြေမနက်ဖြစ်ပြီးခဲ့တဲ့ရက်ပိုင်းမှာစန္ဒပြခဲ့တယ်လို့သိရပါတယ်။ပါလာဖအဖွဲ့ကောင်းဆောင်အိုင်နိုင်းရဲ့လောက်ရက်နဲ့ပတ်သက်ပြီးတော့မြောက်ချွန်းရွာသားတွေက NUG အဖွဲ့ကို အရေးယူပေးဖို့တိုင်ကြားခဲ့ပေမဲ့ NUG အဖွဲ့ကဖြည့်ရှင်ပေးနိုင်ခြင်းမျိုးမရှိခဲ့ဘူးလို့သိရပါတယ်။ NUG အဖွဲ့အား၎င်းရဲ့လက်အောက်ခံ PDF အဖွဲ့ဝင်တွေပါတော်လုံးအဖွဲ့ဝင်တွေကအမျိုးသမီးတွေအပေါ်မရင်းကျင်းမှုတွေကိုသိရှိပေမဲ့လည်းမတိကျိုးကြုံပြုနေတဲ့အဖြစ်ပြက်မျိုးတွေတောင်တာမျိုးမှာပြီးခဲ့တဲ့2024ခုနှစ်အတွင်းဖြစ်ပွားခဲ့ဘူးတဲ့လို့သိရပါတယ်။တောင်တာမျိုးနဲ့ပါကာဖဒုတောင်ဝခံဖြစ်တဲ့တန်လွင်ဆိုသူဟာမြင်းဆိုင်ခရိုင်တရင်3တက်ခွဲနှစ်တတီအေပြောက်ကြားတက်ခွဲရဲ့တဦးရဲတော့အမျိုးသမီးတက်ခွဲဝင်အဖြစ် တာဝန်ထမ်းဆောင်နေထိုင်တဲ့မြို့သမီးတအူကို2024ခုနှစ်စက်တင်ဘာလအတွင်းအတမပြုကျင်းခဲ့ပါတယ်။ပါကဖဒူတာဝန်ခံဖြစ်တဲ့တန်လွင်ဆိုသူဟာ PDF အဖွဲ့ဝင် အမျိုးသမီးတအူကို၎င်းရဲ့နေအိမ်ကိုလိမ်ညာခေါ်ပြီးအတမပြုကျင်းခဲ့တာမျိုးဖြစ်တယ်လို့သိရပါတယ်။အတမပြုကျင်းခံရတဲ့မြို့သမီးဟာအသက်16နှစ်အရွယ်သားရှိသေးပြီးတော့အဲ့ဒီအတမပြုကျင်းခံရမှုဖြစ်ရတဲ့ပတ်သက်ပြီး NUG အဖွဲ့ကိုတိုင်ကြားခဲ့ပေမဲ့ ဖြည့်ရှင်ပေးနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။တောင်တာမြို့သားတို့ကအဲ့ဒီတန်လွင်ဆွဲလူကနဘဲကန်ကြီးဝါသားဖြစ်တယ်။သူညီဖြစ်သူက အသက်မပြည့်ပဲခိုးလို့လူငယ်တင်းနှန်းចောင်းရောက်တယ်။လူငယ်တင်းနှန်းចောင်းကပြန်လာတော့အကိုနဲ့ PDF အမိကန်အကျန်းဖက်လက်နဲ့ကအဖွဲတဲ့ရောက်တယ်။တန်လွင်ဆိုသူကအရင်တုန်းကရန်ကုန်ဗီဒီယိုလောကမှာမီးထိုးမှန်ထိုးနေစားလို့တာကိုဗစ်ကရောဂါချိန်မှာအလောက်ကင်မရှိလို့ရွာပြန်လာတယ်။ ရွာကိုပြန်ရောက်ချိန်မှာရက်တောင်လောက်တာတို့ထရံရက်တာတို့လောက်တယ်။အဲအလုံးမရှိဘူးဆိုရင်တော့ပလုံကောက်စားတယ်။အခုများကြတော့ပစ္စတိုကြီးခါထိုးပြီးပကဖဒုခေါင်းဆောင်ဆိုပြီးမရင်းမကျင်းတော့တာပဲဆိုပြီးတော့ပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလလာဆန်ပိုင်းတုံးကလည်းသကိုင်းတိုင်းဒေသကြီးဝက်လက်မြို့နယ်မှာ PDF အမေကန်အကြံဖက်လက်နက်ကန်အဖွဲ့ဝင်တဦးဟာအသက်မပြည့်သေးတဲ့အမျိုးသမီးငယ်တဦးကိုအတမပြုကျင်ခဲ့ရဖုံးမနိုင်ဖိမရဖြစ်ခဲ့ရပြီး ခြေရွာသားတွေစန်တာပြတာတွေရှိခဲ့ပါတယ်။ဝက်လက်မြို့နယ်အတွင်းရှိတွင်းမဆောင်အမည်ရှိရဲ့ PDF အမည်ကန်အကြံဖက်လက်နက်ကိုင်အဖွဲ့ကမျိုးကိုစုသူဟာရွာသားကြီးခြေရွာစာသိန်းကျောင်းအနောက်တောင်ဘက်ရှိ ကံပေါင်းမှာအသက်၁၂နှစ်အရွယ်မိန်းကလေးကိုအတင်းအကျပ်အဓမ္မပြုခြင်းကြာဖြစ်ပြီးခြေရွာသားတွေကမကျေနပ်တဲ့အတွေ့စန်တာပြမှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။အသက်၁၂နှစ်အရွယ်အမျိုးသမီးငယ်ဟာ PDF အဖွဲ့ဝင်မျိုးကိုရဲ့အတင်းကျပ်အဓမ္မပြုကျင့်ခံရမှုကြောင့်စေကူတောင်းမှုတွေခံယူကြရတယ်လို့သိရပါတယ်။ဒေသခံကြီးရွာသားတွေဟာတန်ငယ်မတိမ်မှုကျွလွန်နဲ့ PDF အဖွဲ့ဝင် မျိုးကိုကိုတပ်ပစ်ဖို့တောင်းဆိုတာတွေလည်းရှိခဲ့ပါတယ်။စကိုင်းတိုင်းဒေသကြီးအတွင်မှာ PDF လက်နက်ကအဖွဲ့ဝင်တွေဟာအမျိုးသမီးတွေအပေါ်အဓမ္မပြုကျင့်မှုတွေမကြာခဏကျွလွန်လျက်ရှိနေပြီးတော့ပြီးခဲ့တဲ့ဇွန်လတုန်းကလည်းရင်းမပင်ခရိုင် PDF တရင်26က တရင်မှုဖြစ်တဲ့ကျော်ဟင်းခေါ်မင်းသားကြီးဟာလင်းရှိမိမတအူးကို အတမပြုကျင်းခဲ့ရ။အဲ့ဒီအမျိုးသမီးဟာခင်မောဖြစ်သူနဲ့ကြွားရှင်းရတဲ့အခြေအနေမျိုးဖြစ်ခဲ့ရပါတယ်။ PDF တရင်မှုကျော်ဟင်းဟာဇော်လာနှစ်ရက်နေတုန်းကလက်လုတ်ကြီးရွာကနေအေးကုန်းရွာကိုပြန်လာတဲ့မြို့သမီးကို စိုင်ကယ်နဲ့အတင်းကျပ်ခေါ်ဆောင်ပြီးတာမယာအဖြစ်ပြုကျင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကျော်ဟင်းဟာအဲ့ဒီမြို့သမီးကိုစိုင်ကယ်နဲ့တဲတခုအတွင်းကို ခေါ်ဆောင်ပြီး နှစ်ညတိုင်ချုံနှောင်ကအကြိမ်ကြိမ်အတမပြုကျင်းခဲ့တာဖြစ်တယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပူပါတယ်။ PDF တရင်မှုကြော်ဟင်းရဲ့လောက်ရဲ့ကြောင့်အမျိုးသမီးဟာလွှဲထားရတဲ့ကိုဝန်ပြတ်ကျခဲ့ရတယ်လို့ခင်မောဖြစ်သူကလည်းကြွားရှင်းခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့2022ခုနှစ်တုန်းကလည်းသခိုင်းတိုင်းဒေသကြီးချောင်းဦးမြို့နယ်မှာ PDF အဖွဲ့ဝင်တွေဟာအမျိုးသမီးငယ်လေးဦးအမျိုးသားငယ်၃ဦးတို့ကိုဖမ်းဆီးပြီးနောက် အမျိုးသမီးတွေကိုမတိမ်မှုတိုးလွန်ခဲ့တယ်လို့သိရပါတယ်။ PDF အဖွဲ့ဝင်တွေဟာချောင်းအုံမြို့နယ်အတွင်းရောက်လာတဲ့လူငယ်ခွနဲ့ဦးကိုဖမ်းဆီးခဲ့ပြီးအဲ့ဒီဖမ်းဆီးခံရသူတွေထဲမှာပါဝင်ပြီးအသက်မပြည့်သေးတဲ့အမျိုးသမီးငယ်လေးဦးကိုအတမပြုကျင့်ကနောက်ပိုင်းမှာဒလန်ကောင်းစင်တက်ပြီးတက်ခဲ့တယ်လို့သိရပါတယ်။ချောင်းအုံ PDF အဖွဲ့ဝင်တွေဖမ်းဆီးခဲ့တဲ့အမျိုးသမီးငယ်လေးဦးအမျိုးသားငယ်၃ဦးဟာအသက်15နှစ်နဲ့အသက်20ကျော်ရှိရလို့သိရပါတယ်။ ၊ချောင်း PDF အမိကန်အကြံဖက်လက်နက်ကအဖွဲ့တွေမတိမ်မှုကျူးလွန်ပြီးတော့ဒလန်ကောင်းစင်တက်ကအသက်ခံလိုက်ရတဲ့လူငယ်ခွနဲ့ဦးဟာရွာစဉ်လှည့်ပြီးဘူးကွန်နယ်တန်တိုတန်စားကနေစွန်ပြစ်ပစ္စည်းမျိုးစုံလိုက်ကောင်းနေသူတွေဖြစ်တယ်လို့သိရပါတယ်။လက်နက်ကန်ပဋိပက္ခဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်း PDF အမိကန်အကြံဖက်အဖွဲ့တွေနဲ့ပါတုံးလုံးအဖွဲ့တွေဟာအရွယ်မရောက်သေးတဲ့အမျိုးသမီးငယ်တွေအပါအဝင် မျိုးသမီးတွေကိုလိန်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအတမပြုကျင်းမှုတွေကျူးလွန်လျက်ရှိနေရာစောမျိုးနယ်ရှိ PDF အဖွဲ့ဝင်၈ယောက်ကအသက်၂၂နှစ်အရွယ်မျိုးသမီးငယ်ကိုအကြိမ်ကြိမ်အုပ်စုဖွဲ့မတိန်ကျင်းမှုမကွေးတိုင်းကံကောခရိုင်ကံကောမျိုးနယ်ကံရွာနယ်နမိတ်အတွင်အခြေစိုက်ဖွဲ့စည်းထားတယ်။ဥရခိုင်ဧကရစ်မုံတိုင်းဦးဆောင်နဲ့ PDF လက်နက်ကအဖွဲ့ကအမျိုးသမီးတွေကိုလူသက်မတိန်မှုကျူးလွန်မှုကြပြစီယာချောတွင်က PDF ထောက်ဖို့အမျိုးသမီးတယောက်ကိုရိုက်နှက်မတိန်ကျင့်တာ၊နှွေဦးတော်လိုင်းကြီးဆရာတော်ကအသက်မပြည့်သေးရဲ့ PDF ထောက်ဖို့အမျိုးသမီးငယ်၂ယောက်နဲ့တခြားအမျိုးသမီးတွေကိုလိန်ပိုင်းဆိုင်ရာစော်ကားတာအပြင်တခြားသော PDF တွေရဲ့လိန်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုတွေလည်းဖြစ်ပွားခဲ့တယ်လို့သတင်းတွေကြေကြေပြန့်ပြန့်ထွက်ပေါ်ခဲ့ပူပါတယ်။ PDF အမိကန်အကြံဖက်တဲ့ကအဖွဲ့ဝင်တွေဟာ၎င်းတို့အခြေပြုလှုပ်ရှားရာဒေတာဝန်ကျင်တွေမှာ မြို့သမီးငယ်တွေကိုအတမပြုခြင်းမှုတုံးဆောင်လျက်ရှိနေရအထူးသဖြင့် PDF နဲ့ပါသုံးလုံးအမိကန်အဖွဲ့တွေကြီးဆိုတဲ့အညာဒေတာမှာတိုင်းငယ်မတိန်ကျူးလွန်မှုပုံမများပြားလာနေတယ်လို့ PDF အဖွဲ့ဝင်တဦးဖြစ်တဲ့ချောစုဟန်ကိုတိုင်းကအခုလိုမျိုးပြောဆိုခဲ့ပူပါတယ်ရှင်။ဟိုကျွန်တော်ကတော့ချောစုဟန်ပါဒီဗီဒီယိုလေးကိုတက်ဆိုင်ရကျွန်တော်ဒီဝင်ကြီးဌာနတွေကလည်းပေါ့နော်ကျွန်တော် NUG ဆိုတာဘက်ကဝင်ကြီးဌာနတွေလည်းဟိုရအောင်ပေါ့ ကုန်လုံးပိုင်း share ပြီးတော့အကူအညီပေးကြပါ။ဘာကြောင့်လဲဆိုတော့အခုပြောမယ့်အကြောင်းအရာကကျွန်တော်တို့အသက်မပြည့်သေးတဲ့ကလေးတငယ်တွေကိုတက်ငံမရင်ကျူးလွန်နေတဲ့ကိစ္စရက်တွေပါ။ဆိုတော့ကျွန်တော်တို့အညာမှာတက်ငံမရင်ဖြစ်ပွားမှုနှုံးဟာအင်မတန်မှဟိုညာလာရယ်ပေါ့နော်ခက်ဆိုင်ဆိုင်တွေ့လာရတယ်။အဲအဲ့တက်ငံမရင်အမှုတွေကိုအေးအေးယူမှုရှိလားလို့မေးရင်ငွေနဲ့ကြေးပေးလိုက်တဲ့ကိစ္စရက်တွေမိသားစုကိစ္စမှုလို့ဆိုပြီးတော့ အမှုကပျောက်ပြတ်သွားတာမျိုးတွေဒါမျိုးတွေနဲ့ပဲကျွန်တော်တို့ကြုံတွေ့နေရတယ်အဲ့တော့ကျွန်တော်တို့တိုင်ငယ်မရိန်းတွေကိုအမှုတွေကိုထိမ့်သိမ့်မို့啊အင်မတန်မှခက်ခဲလာတဲ့အနေအထားတည်းရမှာဖြစ်လာပါတယ်အခုလိုမျိုးစည်ရေးအခြေအနေတွေဂျားထဲမှာကျွန်တော်တို့နိုင်ငံကဂျားကာလာအနေအထားတစ်ခု ပေါ့နော်စစ်ကောင်စီရဲ့ဟိုစိုးရိမ်ကြောက်လန့်မှုတွေလည်းနေထိုင်နေရတယ်စစ်ပွဲကာလာကြီးဂျားထဲမှာလည်းနေထိုင်နေရတယ်စစ်ဆောင်စခန်းတွေလည်းရှိနေတယ်ဆိုတော့ဟိုဒါတွေးချင်းချင်းစီလုံးနေကြရမယ့်အချိန်မှာကျွန်တော်တို့ ဂျားထဲမှာဘာကြီးပြန်ဖြစ်လာလဲဆိုတော့တိုက်ငယ်မတိန်မှုတွေဖြစ်ပွားလာတယ်တော့အဲ့တိုက်ငယ်မတိန်ကျူးလွန်တဲ့သူတွေကဘသူတွေလဲဆိုဆစ်ဆောင်စခန်းမှာကျူးလွန်မှုတွေဖြစ်တယ်နောက်ပြီးတော့မိသားစုအချင်းချင်းမိသားစုချင်းချင်းကြားမှာခဲအိုကခဲမကိုကျူးလွန်တဲ့အမှုကိစ္စရက်တွေဒါမျိုးတွေပေါ့ဆိုတော့ဟိုဘာကြောင့်ပဲဖြစ်နေပါစေကလေးဟာအသက်မပြည့်သေးတဲ့အတွက်အသက်၁၇နှစ်အရွယ် ဆိုရဲအရက်ပမာဏရဲ့အသက်9နှစ်10နှစ်တွေမရင်းပြုကျက်ခံရမှုဟာဒါဟာတက်ငယ်မရင်းမှုမြောက်ကိုမြောက်တယ်အဲ့တော့ဟိုခဲအိုကခဲမအကိုပြုကျင်းလိုက်လို့ဒါဟာမိသားစုအရေးကိစ္စဆိုတဲ့အရာနဲ့အာမခံနဲ့လှုပ်ပေးလိုက်လို့မရပါဘူးအဲ့ကျွန်တော်တို့ဘာလို့ဖို့လို့လဲအဲ့အမှုအတွက်ကျွန်တော်တို့မှာတက်ငယ်မရင်းအတွက်ကျူးလွန်တဲ့သူကိုပေးရမယ့်ပြစ်ဒဏ်ဆိုတာကျွန်တော်တို့မှာရှိဖို့လိုတယ်အဲ့တော့အဲ့ပြစ်ဒဏ်ကဘာလို့ဆိုတာကိုနားလည်အောင်အရေးယူဆောင်ရွက်မဲ့သူတို့ကျွန်တော်တို့ပြောပြပေးဖို့လိုမယ်အဲ့တော့ ဘလိုမျိုးတရားစီရင်မှုတွေနဲ့ဆုံးဖြတ်မှာတော့တက်ငယ်မဒိန်းတွေဆက်လက်ပြီးတော့မဖြစ်ပေါ်အောင်တက်ငယ်မဒိန်းကျူးလွန်တဲ့သူတွေကိုဘလိုမျိုးအရေးယူဆောင်ရွက်မှုတွေပြုလုပ်မှာတော့အဲ့တော့အရေးယူဆောင်ရွက်မှုတွေမပြုလုပ်ဖဲနဲ့ရတော့ကျွန်တော်တို့အညာဒေတာတွေမှာကျွန်တော်တို့မြန်မာနိုင်ငံမှာဘတော်မှာတက်ငယ်မဒိန်းမှုတွေကပျောက်ပျောက်သွားမှာမဟုတ်ဘူးပို့ပို့ပြီးတော့အဖြစ်များလာမယ်ကျွန်တော်တို့ရဲ့သားသမီးတွေကျွန်တော်တို့ရဲ့အနာဂတ်ကလေးလေးတွေရဲ့လုံခြုံရေးဟာပို့ပြီးတော့ကြောက်ရွံ့ဖွယ်ကောင်းလာမယ် ို့ပြီးတော့စိုးလာတာကကျွန်တော်အညာဒေတာဟာစစ်ရေးအခြေအနေတွေပို့ပြီးတော့ကြုံတွေ့လာရတဲ့ဂျားကာလာအနေထားတစ်ခုဖြစ်တာအကြောင်းမို့လို့ဆက်ဆောင်စကန်းတွေမှာပို့ပြီးတော့တက်ငံမရေမှုတွေဖြစ်ပွားလာမယ်။စာတင်ကြောင်းတွေမှာတက်ငံမရေမှုတွေဖြစ်ပွားလာမယ်။အဲ့တော့ဒီလိုကိစ္စရမျိုးတွေကိုထိမ့်သိမ့်မှုဆိုတာကတက်ငံမရေကျူးလွန်ထားတဲ့လူတွေကိုပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်ပေးဖို့တွေကအရှင်ပလက်ရှိလာဖို့လိုပါပြီ။မဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ဒေတာတွေကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာကျွန်တော်တို့အညာဒေတာတွေမှာအတိပညာဖွံ့ဖြိုးမှုအားနည်းတဲ့ ရက်ဝင်းအတိုင်းဝိုင်းနေမှာတိုင်ငံမဒိန်းဟာဒီထက်မကပုံမှုပြီးတော့ဖြစ်လာမယ်ဆိုတော့တေချာပေါက်ပါပဲအဲ့တော့တိုင်ငံမရေအမှုတွေပြင်းထန်တဲ့ပြစ်မှုတွေပြင်းထန်တဲ့တရားစီရင်မှုတွေတေချာကင်တွယ်ပေးဖို့အတွက်သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးကိုကျွန်တော်တို့ဒီနေရာကနေပဲတိုက်တွန်းနှိုးဆော်ခြင်းပါတယ်ခင်ဗျာ